တောရဲ့အလှတောရဲ့ဒုက္ခမောင်လူမျိုးတို့တွေတောတိုက်ဆစ်ဆောင်ကြောင်းတကြောင်းကိုတွားခဲ့ကြတယ်။လမ်းမကြီးနီးကဆစ်ဆောင်စကမ်းမှာမောင်လူမျိုးတို့ဆိုင်ကယ်ကိုထားပြီးလေခွင်းတွေချောင်းတွေတောတန်းကလေးတွေကိုဖျက်ပြီးမှဆစ်ဆောင်ကြောင်းကလေးကိုရောက်ပါတယ်။ပုံမှန်သွားနေကြသူတွေဆိုရင်နိုင်ဝက်သွားရပေမဲ့ပုံမှန်သွားနေကြမဟုတ်တဲ့မောင်လူမျိုးတို့အတွက်တော့မိုးရွာထဲမှာတနအီနီးပါရှောက်ရပါလေ။မိုးရွာထဲချောင်းကလေးကိုအတူဖျက်ကြရင်တောရဲ့သဘာဝတောရဲ့အလှရှိသလို့ တော့ရဲ့ဒုက္ခလည်းရှိတာပဲနော်။ဒါတွေကိုကြတော့သိမြင်ကြမှာမဟုတ်ဘူးလို့မြို့သူဖြစ်တဲ့မောင်လမွေးရဲ့ဇနီးမစ်မွေးကဆိုပါတယ်။မောင်လမွေးတို့ဟာဆစ်ရှောင်းကြောင်းကလေးမှာဆရာဆရာမတွေနဲ့ညနေအထိတနေကုန်သင်တန်းပြုလုပ်ပြီးမောင်လမွေးတို့စိုက်ကဲထားခဲ့တဲ့ဆစ်ရှောင်းစခန်းမှာပြန်အိတ်ကြပါလေ။တော်တိုင်းဆစ်ရှောင်းတဲမှာအိတ်လို့ရပေမဲ့နေရာချင်းမှာသူတို့ကိုဒုက္ခပေးသလိုဖြစ်မှာမို့ကိုနဲ့ရင်းနှီးနေပြီးသားဆစ်ရှောင်းစခန်းလေးကိုပဲလမ်းလျှောက်ပြန်လာပြီးအိတ်ကြတာပါဆစ်ရှောင်းစခန်းမှာညအိတ်တော့မောင်လုံမွေးတို့လင်မယားနှစ်ယောက် ထူးထူးခြားခြားနေရာခွဲအိတ်ကြပါတယ်။မောင်လမွေးကစခန်းရဲ့အုပ်ချုပ်ရေးမှူးတန်းမှာအိတ်ပြီးမစ်မွေးကဆရာမလေးတွေရဲ့တန်းမှာအိတ်ပါတယ်။မောင်လမွေးကစခန်းကအမျိုးသားတွေနဲ့စကားပြောဆိုဖို့ဖြစ်ပြီးမစ်မွေးကိုတော့ဆရာမလေးတွေမေးချင်တာဆွေးနွေးချင်တာတွေရှိရင်အေးအေးဆေးဆေးဆွေးနွေးနိုင်အောင်လုပ်ပါ။မောင်လမွေးတို့နှစ်ယောက်ညနေမိုးချုပ်တနေရာစီအိတ်ဖို့တဲကိုစီကိုသွားကြရရင် မောင်လမွေးရင်ထဲမှာလှိုက်ခနဲဖြစ်လာတာကြောင့်မစ်မွေးကိုကိုအိတ်တဲ့နေရာပြန်သွားခေါ်ရမလားဆိုတဲ့စိတ်ပေါ်လာပါတယ်။ မောင်လူမွေးဟာလူငယ်တွေပညာဖြန့်ဝေရေးအတွက်ခရီးဝေးသွားတဲ့အခါမျိုးဆိုရင်မစ်မွေးကိုတယောက်တည်းထားခဲ့ပြီးတွားရပါတယ်ဒီလိုခါမျိုးမှာတယောက်နဲ့တယောက်စိတ်မချကြပါဘူးမောင်လူမွေးတို့ဟာနှစ်ယောက်တစ်ဘဝဖြစ်နေတဲ့အတွက်တယောက်အတွက်တယောက်ကအစိတ်ပိုင်းတစ်ခုလိုပါပဲလင်းရင်လာရင်တော့နှစ်ယောက်အတူရှိတဲ့အခါကြောက်စိတ်ပုံနေကြပါတယ်နှစ်ယောက်လုံးအိတ်နေတဲ့အချိန်တဲ့တဲ့လာပြင်ကိစ္စမရှိပါဘူးတယောက်ယောက်ကြံခဲ့မှမျိုးသာစိုးရိမ်တာလို့ပြောမှုတဲ့မစ်မွေးစကားကိုခွဲအေးရတဲ့ခါတိုင်းမောင်လူမွေးကြားရောက်တတ်ပါတယ် စစ်ရှောင်စကန်လေးမှာမောင်လုံမွေးတို့ခွဲအိတ်ခဲ့တာမှန်ကန်ခဲ့တယ်လို့ဆိုရမှာပါမောင်လုံမွေးစီကိုစကားပြောဖို့လာကြတဲ့စစ်ရှောင်စကန်ကမျိုးသားတွေအမျိုးသမီးတွေ9ယောက်10ယောက်ရှိတာမို့တဲကလေးဟာလူပြည့်နေပါတယ်စကားပြောကြတာလည်းတော်တော်ညံ့လက်ပါတယ်စစ်ရှောင်စကန်ရဲ့အခြေအနေပညာရေးနဲ့နိုင်ငံရေးအကြောင်းအရာဆုံးပြောကြပါတယ်နောက်ဆုံးမနက်2နာရီကျော်မှအိတ်ကြပါတော့တယ်နောက်တနေ့မနက်ကျတော့လဲတော်တိုင်းစစ်ဆောင်ចောင်းကလေးကိုခြေချင်းပဲပြန်သွားကြပါလေအေးရင်မွားလို့ လူကအနှဲငယ်ချိနေပေမဲ့စိတ်ကတော့ရှင်လန်းနေပါလေ။မောင်လမွေးစစ်ချောင်းစကမ်းမှာနေတဲ့အချိန်ဟာနှစ်ရက်တာတည်းကိုရောက်ပါပြီ။အင်တာနက်လိုင်းမမိတာမို့နှစ်ရက်တာတွင်ကဘာကြီးဘာဖြစ်နေတယ်လဲအသာထားကိုဒီသားနဲ့ဆက်ဆက်နေတဲ့နေမြေမှာဘာတွေဖြစ်နေတယ်ဆိုတာကိုတော့မောင်လမွေးပါမှ မသိရပါဘူး။မင်းကြီးမညာတော်လန်လေးတိုင်းရှောက်ရင်တော်ရဲ့အကြီးဆုံးဒုက္ခတွေတဲကတခုကိုမောင်လမွေးစိတ်ထဲမှာတွေ့လဲရပါတော့တယ်။အဲ့ဒါကတော့တရင်ချက်လက်ပြတ်တောက်ခြင်းပဲဖြစ်ပါတယ်။ တောမှာနေရတာနေတဲ့မောင်လူမွေးတောင်ဒီနေ့အတွင်းမှာသတင်းချက်လက်တွေကိုဘာမှမသိရရင်တောမှာအမြဲနေတဲ့သူတွေဆိုဘယ်လိုနေကြမလဲလို့စဉ်းစားမိပါတယ်။သတင်းချက်လက်တွေကိုတီးမှကိစ္စတစ်ခုကိုဆက်ဆက်တွေးခေါ်နိုင်မယ်။တော်လင်ရေးကာလမှာတော်လင်ရေးရဲ့အခြေအနေတွေကိုသိရှိဖို့ပြည်သူတွေမှာသတင်းချက်လက်တွေသိဖို့လိုအပ်တာပေါ့။ဒီခေတ်မှာတော့သတင်းချက်လက်တွေပြတ်တောက်နေတဲ့ပြည်သူများစွာကိုမောင်လူမွေးသတိထားမိခဲ့ပါတယ်။သူတို့တွေဟာသတင်းချက်လက်တွေကိုချိတ်ဆက်ပြီးစဉ်းစားနိုင်မှုဝေးစွာ တကယ်ထူချာဖြစ်စဉ်အချို့ကတော့မှတစင်စကားကြားခဲ့ရသူတွေကနေတစင်မပြည့်မစုံတီးကြရတာဖြစ်တယ်။ဒီလိုသတင်းချက်လက်တွေပြက်လက်တဲ့သူတို့တွေဟာတော်လန်ရဲ့အကြောင်းကိုခြုံငုံမသိကြပေမဲ့တော်လန်ရဲ့အတွက်သူတို့လေကားထွက်တဲ့ဆံကိုလှူကြတယ်။သူတို့သီးနှံကိုရောင်းချပြီးလှူကြတယ်။စစ်ဆောင်စခန်းမှာတော့တိမ်ထားတဲ့မိုးကာကိုရောင်းပြီးလှူကြတာတွေဟာမောင်လုံးမွေးအတီဖြစ်ပါတယ်။ဒီလိုဆွတ်လွှတ်ကြတဲ့ပြည်သူတွေတော်လန်ရဲ့အကြောင်းကိုထိုက်တင်သလောက်ကောင်းကောင်းနားမလည်သင့်ပေဘူးလားနားလည်အောင်တွားရောက်ရှင်းပြဖို့မသင့်ပေဘူးလား သတင်းချက်လက်ပြတ်တောင်နေတဲ့ပြည်သူတွေကိုလာရောက်ဩဝါဒပေးတဲ့သူတွေထက်သူတို့စကားကိုအချိန်ပေးနားထောင်ကစိတ်ရှည်လက်ရှည်ရှင်းပြနိုင်တဲ့လူတွေလိုအပ်နေပါတယ်။တော်လန်ရေးအတွက်ခက်ခဲနေတဲ့ကြားကထဲ့ဝင်ကြတာဟာတောရဲ့အလှဖြစ်တဲ့သတင်းချက်လက်ကွင်းဆက်ပြတ်တောက်ခါနားမလည်နိုင်ခြင်းတွေနဲ့ပိတ်မိနေတာကတောရဲ့ဒုက္ခဖြစ်တယ်။တောရဲ့ဒုက္ခကိုနှလုံးသားလှတဲ့သူတွေမှသာ ဖြေရှင်းနိုင်မယ်လို့မောင်လူမွေးယုံကြည်ပါတယ်ခင်ဗျာ။မောင်လူမွေး